ေးတော်တော်များများမှဆိုလို့ရှိရင်တအိမ်ရောက်နာကိုဘာကြောင့်ဖြစ်စေလဲဆိုတာကိုအလုံးသိချင်နေကြတယ်။အမှန်တကယ်မှဆိုလို့ရှိရင်တအိမ်ကိုပိုးဝင်စေတဲ့ကိစ္စမှန်သမျှကိုပေါ့နော်။တအိမ်ရောက်ချင်းကိုခေါ်စေတယ်။အကျန်းဖေးမှတ်ထားရမယ်ဆိုလို့ရှိရင်ပုံမှန်ဆိုရင်မိမတယောက်ရဲ့တအိမ်ကောင်းမှဆိုလို့ရှိပေါ့နော်။ဒီတအိမ်ထဲကိုပိုးရွေမဝင်အောင်အပြင်ကနေပိုက်ပေးထားလေးရှိတယ်။ဒီတအိမ်ကောင်းတွေပွေလာတဲ့အခါမှဆိုလို့ရှိရင်ဥပမာခလေးမွေးတာမျိုးတွေမိမကိုမှခွဲစိုက်တာမျိုးတွေလောက်တဲ့အခါမှဆိုလို့ ့ရှိရင်အခက်မသိရင်တအိမ်ကောင်းထဲမှာပိုးတွေသွားတက်လေးရှိတယ်။မိမကိုမှာပုံမှန်တိုင်းရှိနေတဲ့ဗတ္တိယာတွေကရောအပြင်ကနေဝင်လာတဲ့ယောဂဖြစ်စေတဲ့ပညာကရောပေါ့နော်။တအိမ်အရောက်နာကိုဖြစ်စေနိုင်ပါတယ်နော်။အိမ်ရောက်လာရင်ဘာတွေသိတာသိလဲဆိုတော့မိကုန်းတွေကိုမစခင်မှာပေါ့နော်။ဝီရိုရဲ့ဘဟုတတွေကိုအများရန်မျှဝေပေးနေတဲ့ channel ဖြစ်တဲ့အတွက်ကြောင့်မလို့မြေတီနဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။တအိမ်တွေရောက်လာတဲ့အခါမှာဘာတွေသိတာသိလဲဆိုလို့ရှိရင်ဥပမာခလ လေးမွေးတာဒါမှမဟုတ်လို့ရှိရင်သားပြက်တာရော့တာပေါ့နော်ဒါတွေအဖြစ်များဆုံးအကြောင်းရင်းတွေအတစ်ခုပေါ့နော်ကလေးမွေးတာဖြစ်ဖြစ်သားပြက်တာဖြစ်ဖြစ်ဆေးရုံမှာတက်တက်ရှင်ရှင်မွေးဖို့ကုဖို့ဆိုလို့ရှိရင်ခံယူမှုဖို့လိုတာပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်ခွဲမွေးတဲ့အမေမေတွေပေါ့နော်ခွဲမွေးတာကလည်းရေရိုးမွေးတာထက်ပိုပြီးဖြစ်တတ်တယ်အဲ့ဒီမှာဘာမှပြင်ဆင်မှုမရှိပဲဒီတိုင်းခွဲမွေးပေးလိုက်ရင်ပိုပြီးတော့ဖြစ်တတ်တာပေါ့နော် มีแต่เองก็ได้ย้ายเคยใส่ยาดับผิดรูแต่แต่ชิ้นๆเนี่ยเคยมวยไหนเนาะกางเซมาเป็นเนาะน่าจะคู่มาสูรุษีลิงก์นนี่จะสิกู้เส้นไหนในโยกาดีกบ่เนาะอุ้มมาตูนี่ได้ขามาลิงก์นนี่จะสิกู้เส้นไหนในโยกาปูดีกะไม่มากูเยอะมวยแรงยาวดีอันนี้จะสิบ่เนาะ တော်ကိုတက်သွားပြီးတော့တအိမ်ကိုရောင်းစေနိုင်တာပေါ့နော်။နောက်တစ်ခုမှဆိုလို့ရှိရင်တအိမ်ထဲကိုတခြားနေရာကနေပိုးပိုးဝင်တာမျိုးပေါ့နော်။မွေးလင်းကြောင်းကနေပြီးတော့တအိမ်ကောင်းမှာသဘာဝတိုင်းရှိနေတဲ့ပတ္တိယားတွေရှိပါတယ်နော်။ဒီပတ္တိယားတွေကနေပြီးတော့သူ့ရဲ့နေရာသူ့နဲ့ဆိုဒုက္ခမပေးနိုင်ပေမဲ့တအိမ်ရောက်သွားရင်တော့တအိမ်အောင်ချင်းကိုဖြစ်စေနိုင်ပါတယ်နော်။ တချို့လူတွေဆိုလို့ရှိရင်ခွဲစိတ်မှုတွေလောက်တွေစမ်းသပ်မှုတွေကဒီတအိမ်ထဲကိုပိုးတွေဝင်စေတယ်အထူးသဖြင့်မွေးလန်းကြောင်းကနေတအိမ်ကောင်ဒီခွဲစိတ်ရင်ပို့ပြီးဖြစ်နိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်တအိမ်ကိုချဲ့ပြီးတော့ချစ်တာတအိမ်ကိုအသားစားယူတာမျိုးတွေတအိမ်မှန်ပြောင်ကြည့်တာတအိမ်ထဲပစ္စည်းထည့်တာသမီးသားတွေခွဲမွေးတာစသဖြင့်ပေါ့နော် ဒါတွေကိုဖြစ်နိုင်ခြေရှိတယ်ဆိုပေမဲ့ဒီလိုခွဲစိတ်မှုလောက်တိုင်းတအိမ်ရောက်လာတော့မဟုတ်ဘူးတသက်ရှင်ရှင်နဲ့ပိုးတက်ပြီးမှလောက်မှဆိုတော့ဖြစ်နိုင်ခြေကတော်တော်နေပါပါတယ်နော်ဒါဆိုလို့ရှိရင်တအိမ်ရောက်တဲ့ခါကြလို့ရှိရင်ဘလို့လက္ခဏာတွေခံစားရနိုင်လဲဆိုလို့ရှိရင်တိမ်ပစုံကွင်းတွေတမမဟုတ်လို့ရှိရင်ပိုက်ထဲအောက်တာမျိုးတွေပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်မိမကိုကနေပြီးရောပုံမှန်မဟုတ်တဲ့အဖြူတွေစေးနာရာသီလာချိန်မဟုတ်ဘဲနဲ့သွေးစေးနာ နောက်တစ်ခုဆိုလို့ရှိရင်ချမ်းတုံတာဖျားတာပေါ့နော်။หนีလို့မကောင်းပဲနှုံတာမျိုးတွေအိမ်သာတက်တဲ့အခါမှာဆိုလို့ရှိရင်ဝင်းဝင်းချုပ်တလို့ပေါ့နော်။အထဲအနေနာတလို့ခံစားရတာပြီဖြစ်တတ်စေပါတယ်နော်။အိမ်ရောက်နာကရောဘလို့စစ်ဆေးနိုင်မလဲဆိုလို့ရှိရင်အပေါ်ကလက္ခဏာတွေခံစားရလို့ဆရာဝန်နဲ့ပြခဲ့ရဲ့အရင်ဆုံးလူနာကိုယောဂရဲ့ရဆွေကိုကိုကအချက်လက်လုပ်ပြီးတော့ပေးရမှာပေါ့နော်။ပြီးတော့ရှိရင်ဒီဖြစ်နိုင်တဲ့အကြောင်းရင်းကိုရှာဖွေဖို့ဆိုလို့ရှိရင်သွေးစစ်တာမျိုးတွေတအိမ်ကားကနေအချွဲယူပြီးတော့ပိုးမွေးကြတာမျိုးတွေ နောက်တစ်ခုဆိုလို့ရှိရင်တအိမ်ကောင်းနေအချွဲကနေပြီးတော့ဆစ်ဆေးတာမျိုးတွေပေါ့နော်တအိမ်အတွင်းသားယူစားပြီးတော့ပေါ့နော်ဒီတအိမ်ကိုမှန်ကောင်းကြည့်ပြီးတော့စတာတွေလုပ်လို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်တအိမ်ရောက်လာရော ကုသလို့ရနိုင်လားဆိုလို့ရှိကုသလို့ရတယ်နော်ဥပမာပိုးသက်ဆေးတွေပေးရတာမျိုးတွေပြီးလို့ရှိဆေးရုံသက်ဆေးထိုးရမှာမျိုးတွေပိုးမွှေးရတာအဖေတိုင်းပေါ့နော်ပိုးသက်ဆေးပြောင်းရတာမျိုးတွေနော် ဖလေးမွေးပြီးဒါမှမဟုတ်တားပြက်တားလျော့ဖြစ်တာမျိုးတွေအဆရှိတာမျိုးတွေကိုပေါ့နော်လင်ကနေတစိကူးဆက်တဲ့ယောဂါဒါမှမဟုတ်တရားနဲ့တရားပြန်လေကူးဆက်တာမျိုးတွေဆိုလို့ရှိရင်လည်းဒါကကုသလို့ရနိုင်ပါတယ်နော် တကယ်လို့ကိုကမကုတပဲထားရင်ပါတော့ဖြစ်နိုင်မလဲဆိုလို့ရှိရင်ကြာလာတဲ့ခါကျလို့ရှိရင်တအိမ်ငန်းနေတစီသိမစိုးအင်္ဂါတွေစီရနေပြီးတော့ပြတ်သွားနိုင်တယ်။ပြီးတွေလည်းတက်တက်တယ်ပြီးတော့ချက်ခဲတာမျိုးတွေလည်းဖြစ်ပွားတတ်တယ်ပေါ့နော်။ပြည်ရတွေသွေးထဲကုန်ရောက်သွားတာနဲ့သွေးစိတ်တိတာစတာတွေဖြစ်စေနိုင်တယ်ပေါ့နော်။အဲဒါဆိုလို့ရှိရင်တအိမ်ရောင်ရင်ပါတွေတိတ်တာတိတ်လဲဆိုတာကိုအားလုံးသိကြပြီးလိုက်မယ်လို့ဝီရာထင်ပါတယ်နော်။